မင်္ဂလာပါရှင်လူငယ်တန်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတစ်ပတ်လူငယ်တန်အစီအစဉ်မှာတော့ CDM အထက်တန်းပြဆရာမတယောက်လည်းဖြစ်လက်ရှိဒီ NUG ဂျာကာလာပညာရေးကဏီမြို့နယ်ပညာရေးဘုတ်ဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ဆရာမဒေါ်စန်နောင်နဲ့တွေ့ဆုံမေးမြန်းတော့မှာဖြစ်ပါတယ်။မင်္ဂလာပါအမကြီး။မင်္ဂလာပါဒီမှာလေး။ဟုတ်ကဲ့အဲ့ဒီဘက်မှာလက်ရှိလက်တော်အခြေအနေရောနေမြေအခြေအနေဘယ်လိုရှိလဲရှင့်။အော် နေမြေအခြေအနေကတော့လေးချောင်းပေါ့နော်။ နေเจ้าကတော့အများရန်ပဲတွားလာနေတယ်အများရန်ဝဲနေတယ်အများရန်ပြစ်ခတ်နေရဆိုတော့အဲ့ဒီဟာကိုတော့တတိထားရတယ်တခြားစစ်ကြောင်းထုတ်မှုအနေနဲ့ကတော့နေသွားတယ်ဒါပေမဲ့နေเจ้าကနေစစ်ကြောင်းထုတ်လာတော့နေတိုင်းပဲရှိတယ်ပေါ့နော်နေတိုင်းအချိန်တိုင်းလည်းရှိနေသေးတယ်ဟုတ်ကဲ့တို့ဒီเจ้าနေဖွင့်ပြီးတော့စတင်ရတဲ့အချိန်တွေကဘယ်လိုမျိုးရှိလဲပေါ့လက်တလုံးအာလက်တလုံးဆိုရင်တော့အမတို့ဒီ ပြီးခဲ့တဲ့ရပိုင်းနေရပါတော့တပည့်ရင်ကစတင်ကြောင်းတစ်ကြောင်းပေါ်လေကြောင်းတက်ခိုက်တဲ့ဖြစ်စဉ်လည်းဖြစ်သွားတယ်။ရှေ့ပိုင်းနေရလည်းဒီလိုမျိုးပဲစတင်ကြောင်းတွေဖုန်ကြီးကြောင်းတွေပေါ့နော်ဒီလိုမျိုးပြင်ပထားတာဖြစ်တဲ့အတွက်လက်ရှိဆိုရင်တော့အာအာဒီမျိုးနယ်တမျိုးနယ်လုံးပေါ့နိယာယီပိတ်ထားရတယ်။ကြောင်းနေဘူး။ယာယီပိတ်ထားဖို့ရတယ်။စာထုတ်ပြချထားတာရှိပါတယ်။ဟုတ်ဒီလိုပိတ်ထားတာရောဟိုကာလအတိုင်းတာရောဘလို့တတ်မှတ်ထားလဲနောက်ပြီးတော့ဒီစစ်ကောင်စီကအာ နိုင်ငံတဝမ်းမှာဆိုရင်ဒီကြောင်းတိုက်ခိုက်နေတာမကြာခဏဆိုသလိုပဲလုံနေတာပေါ့နော်အချိန်မောင်းမနေဘူးအခုနှစ်တည်းထဲမှာဆိုရင်ပို့ပြီးတော့တိုးလာသေးတယ်ပေါ့အဲ့တော့ဟိုဒီလိုမျိုးဒီကြောင်းတိုက်ခိုက်မှုဖြစ်တိုင်းဒါဒီလိုကြောင်းတွေခဏခဏပိတ်ရတယ်ဆိုရင်စတင်ရတဲ့အခြေအနေကဘယ်လိုမျိုးဖြစ်နေလဲပေါ့အဲ့ဒီအခြေအနေကိုလည်းပြောပြပေးပါဦးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒါမှတို့ကစစ်ကောက်စီကဒါလေကြောင်းဒီလိုမျိုးဘုံချက်တိုက်ခိုက်တယ်ကလေးတငယ်တွေထိခိုက်တယ်ပေါ့နော်ဒီအတွက်ကြောင့်အရာကြီးပိတ်လိုက်ရတယ်ဒါပေမဲ့အဲသူကဘယ်ချိန်မှလာပြီလေးချောင်းတိုက်မှလဲ အဲ့တိတ်နေတော့ရောလေချောင်းမတိုက်တော့ဘူးလားဘယ်ချိန်နေဆိုရင်တော့လေချောင်းတက်ခဲမှုရက်မှလဲဆိုတော့အမားတို့မသိနိုင်ဘူးပေါ့နော်သူတို့ရဲ့ရုံမှာဟိုအတိုင်းတာအတိုင်းစားကိုအမားတို့မသိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိကြီးပိတ်ထားတာကတော့အဲက လာအနေနဲ့ဆိုရင်တော့ဒီလိုမျိုးအမားတို့ကသတ်မှတ်ထားပါဘောเนาะကာလအနေနဲ့တော့မသတ်မှတ်ထားဘူးအဲဒီကလေးတွေရဲ့ပညာသင်ကြားရေးအတွက်ဒီလေချောင်းရံကိုလည်းကာကွယ်နိုင်တဲ့တစုံတရာအစီအမံမျိုးပေါ့เนาะဒီပြည်စည်းတဲ့အဲလုံခြုံရေးအတွက်တိုင်းတာတစ်ခုထိအမှတ်ခံနိုင်တဲ့အခြေအနေရှိတယ်ဆိုလို့ရှိရင်တော့ကျောင်းနေမျိုးပြန်ဖွင့်မယ်ပေါ့ဒီယာယီပိတ်ထားတဲ့ကာလအတွင်းမှာဒီလုံခြုံရေးအတွက်လေချောင်းရံကာကွယ်မှုရအတွက်အစီအမံနဲ့အမားတို့ဝိုင်းပြီးတော့လုပ်ကြမယ်ဒါလို့အဲအဲ့လိုမျိုးဒီကြားကာလမှာလုံလိုက်တယ်လုံလိုက်လို့မလို့အဲကလေးတွေစတင်ကြားရေးအတွက်ပြန်ပြီးတော့ပေါ့เนาะအဲလုံခြုံရေးအတွက်လည်းအဆင်ပြေသွား ပြီးတို့တို့လည်းလေကြောင်းရုံကောက်ွယ်နိုင်တဲ့အတိုင်းအတာတစ်ခုနဲ့ရောက်ပြီဆိုလို့ရှိရင်တော့အမားတို့ကြောင်းတွေကိုပြန်ဖွင့်မှာဖြစ်တယ်ပေါ့ဆိုတော့ကာလာတတ်မှတ်ထားတာတော့မရှိဘူးဒါပေမဲ့ကာလာမတတ်မှတ်ထားလို့အများရန်ပိတ်တော့မယ်လို့ဆိုလိုတာလည်းမဟုတ်ဘူးအမားတို့အစီအမံတွေလုပ်ကြမယ်ပေါ့နော်ဒီလေကြောင်းရုံကောက်ွယ်နိုင်တဲ့ကလေးတွေပြင်ဆက်လက်တင်စားနိုင်မှုရတဲ့အစီအမံတွေပြည့်စုံပြီဆိုရင်တော့ပြန်ဖွင့်မှာလေဟုတ်ဒီတပင်းမှာအခုလာအတွင်းမှာလေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်တဲ့နောက်မှာဒါဒီလိုအစီအမံတွေလုပ်ဖို့ဆိုပြီးတော့အเจ้าခဏပိတ်ထားတယ်ဆိုတော့ပေါ့နော်ဟိုဒီလိုမျိုးအာနာသိမ့်မှုကာလာကြာမ ြင့်လာတဲ့အမျှအမတို့ဟိုအခြေအနေတွေပေါ့ဒီစတင်ကြတဲ့အခြေအနေတွေဟိုစိန်ခေါ်မှုတွေရောဘယ်လိုမျိုးပြောင်းလဲလာလဲပေါ့အာအာသာတိန်စားကနေပေါ့နော်အာသာတိန်ကလေးရပဲစစ်ကောင်စီရဲ့ရုံမှာဘူးလက်ဆက်မှုကတော့အတိုင်းစားမရှိပို့ပြီးတော့ပဲပြင်းထန်လာတယ်များလာတယ်ပေါ့လေဆိုတော့အမတို့အာနာတိန်စားကလေးရလည်းစစ်ကောင်စီရဲ့ရုံမှာဘူးလို့အဲခုခံနိုင်မှုရအတွက်ဒီလိုမျိုးစီမံနဲ့စီစီစဉ်ဆောင်ရပြီးမှကြောင်းနေဖွင့် ဒါပေမဲ့လည်းသူတို့ကတစ်မျိုးပြီးတစ်မျိုးပေါ့နော်ရက်ဆက်ရုံမှာမျိုးစစ်ကြောင်းမြေပြင်စစ်ကြောင်းထိုးလို့ကြောင်းတွေကိုဖျက်ဆီးသွားတယ်မီးရှို့သွားတယ်ကလေးတငယ်တွေတွေ့ရင်တက်ဖြတ်သွားတယ်ရဖန်းဆီးသွားတယ်ဒီလိုမျိုးတွေကနေအဲအဲ့ဒါတွေကိုလည်းကြော်လွှားခဲ့ကြော်လွှားပြီးတော့ကျတော့နည်းနည်းပိုင်ဆိုင်မှုတွေရလာတယ်စစ်ကြောင်းထိုးမှုတွေသူတို့ပြုလုပ်လာတယ် ဒါပေမဲ့အဲ့လိုခါကျတော့လည်းတို့ရဲ့ရုပ်မှန်ကတော့တက်တမျိုးပြောင်းတယ်နောက်ထပ်ထပ်ပြီးတိုးလာတယ်ပေါ့နော်ဒီလိုလေချောင်းရံအနေနဲ့အဲတိုက်ခိုက်လာတယ်ဆိုတော့အမတို့ကတို့ရဲ့အဲဒီရုပ်မှန်မှုတွေကိုအရင်ကတည်းကမပြင်ဆင်ခဲ့တာမဟုတ်ဘူးဒါပေမဲ့တို့ရုပ်မှန်မှုတွေကကျတော့တဆင်းပြီးတဆင်းပြောင်းလဲလာတယ်ဆိုတော့အဲ့ဟာနဲ့အတူအော်လိုက်ပါလိုက်ပြီးတဲ့ခါကျတော့ဟိုပြင်ဆင်ရတယ်စီစဉ်ရတယ်ပေါ့နိဒီလိုမျိုး ဟိုငိမ့်ချသွားတယ်လို့တော့မရှိပဲလေအမားတို့မှာအဲဒီတိုက်ပွဲကြားကလက်နက်ကြီးကြီးရန်နေကြတဲ့ကလေးချောင်းရန်နေကြတဲ့ကပညာသင်ကြားရေးကိုဆက်ဆက်ပြီးလုပ်ခဲ့ရတာကျွန်တော်စိန်ခေါ်မှုတွေလည်းအများကြီးရှိနေပေါ့နော်အဓိကကတော့အနာသိမ့်ကိုကာလာကြာတာနဲ့အမြတ်တိုးတက်သွားတာမရှိဘူးအနာသိမ့်ကာလာကြာနေလေအဲလူမှုစီးပွားရေးတွေထိုးရင်းလာလူမှုစီးပွားရေးပညာရေးကျန်းမာရေးဖက်ဖက်ကနေပြီးဖြစ်ဆုံးကြာတာ ဆိုတော့အဓိကအဆိုးဆုံးကတော့ပြည်သူလူထုတွေเนาะငါတို့အခြေခံအဲကျွန်တော်အခြေခံပြည်သူလူထုတွေဖြစ်တဲ့အခါကျတော့စောင့်ဝင်နေပြီးစီးပွားရေးမှာတော့ထိခိုက်တယ်ဆိုတော့ပညာရေးကလည်းဟိုပညာရေးကအလုံးမဟုတ်ဘူးငွေရတာဆိုပညာရေးထဲမှာကျွန်တော်ဝေတုံးရဆိုတော့ပညာရေးတက်ခုဖြစ်ဖို့ရအ ਨੇ ဆုံးတော့စာရေးကရိယာလေးကစာမျက်နှာရောက်ဝင်ရရတယ်နော်အဲ့တော့ဒီလိုမျိုးလေးဖြစ်ဖို့ရအတွက်တို့မှာစာဝင်နေရစာစီးပွားရေးကအနာတိတ်ကာလကြာတာနဲ့အများချို့တယ်လားချို့ရလားဆို ောင်းရောင်းကောင်းဝယ်ကုတန်းသွားလာဈေးရောက်နေတယ်ဈေးတယ်စကသဂိတ်တွေဖျက်ရဲကြတော့ဖျက်တာနဲ့ဖမ်းဆီးတယ်အဲနှိပ်စက်တယ်အเจ้าရှိအเจ้าရှာပစ္စည်းတွေတင်းယူတယ်ဒီလိုဆိုတဲ့အခါကျတော့အလောက်ကိုင်ခွဲနေတယ်ရှာလာမလုံရဲတော့ဘူးနော်လောက်ကိုင်ခွဲနေရှာလာတာနဲ့အမြအဲ့ဒီကုံစီစီးဆင်းမှုတွေမှာလဲသူတို့ကဖျက်တောက်တာတွေတင်းဆဲတာတွေဖမ်းတာတွေရှိတဲ့အခါကျတော့ကုံစီစီးဆင်းမှုကျက်ကျက်တဲ့အခါကျတော့ဘာဘာသွားပြီးတော့ထိခိုက်လိုက်ဆိုရင်အဲကုန်းစီတွေဈေးနှုန်းတွေအဆင့်ပြန့်လာတယ် ခြေခံလူဒန်းစား၃ဆွဲရမယ်ဇီဝရောက်လာတဲ့အခါဖုန်းစီးရဲ့ဇင်းတော့မြင်ပါတယ်ဆိုတော့မြင်းတစ်ခါလာဆိုလို့ပဲစောင်းနေရတယ်လွတ်လွတ်လပ်လပ်လုတ်ကင်စားတော့ရအောင်ဝင်ဝင်မရှိဘူးမင်းမရှိတဲ့ဂျားတဲ့ကဖုန်းစီးကလည်းမြင့်လာဇင်းတော့ကလည်းမြင့်လာနော်မြင့်လာတဲ့အခါကျတော့ဟိုဒီအခြေခံလူဒန်းစားရဲ့အတွက်ပညာရေးမှာကိုသားသမီးကိုပံ့ပိုးဖို့ဆိုင်ကိရိယာလေးပေါ်ပင်တစ်ချောင်းကစားဝယ်ဖို့ရတဲ့ခက်ခဲလာစိတ်ခုံမှုတွေပေါ့နော်ဒီလိုပဲပညာတင်ကြားမှုပေးနေတဲ့တင်ကြားသူဆရာဆရာမတွေကလည်း အမှတ်တရကိုမျက်နှာလို့သာအဲဒီဘက်မှာရက်တည်ကြတယ်ပြောမယ်ဆိုရင် CDM တွေပေါ့နော်လစာယာဒူးစွန့်လွတ်ထားရင်ဝင်ဝင်မရှိတဲ့အလုပ်ဖြစ်တယ်။နောက်တခြားကိုအလုပ်သွားမလုပ်ဖဲနဲ့ကိုယ့်ရဲ့ပညာရေးမှာပါဝင်အားဖြည့်တဲ့ volunteer လုပ်ငန်းတွေဖြစ်တယ်။ဆိုတော့ပြောဆိုလိုချင်တာကတော့ဒီတင်ကြားသူဆရာဆရာမတွေဘက်မှာလည်းဝင်ဝင်ရမရှိဘူး။ အနာတိန်စားတော့မှာဆိုရင်တော့အရင်ကစုဆောင်းထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုမိဘရဲ့လက်မုတ်လေးရင်ပဲဖြစ်ဖြစ်ထုတ်ခွဲရောင်းချပြီးတော့ကြာတော့ကိုစားဖို့နေဖြည့်ရှင်းပြီးပြင်နိုင်မှာပါဝင်တယ်ပေါ့နော်အဲအနာတိန်ကြာလာတော့ကြာတော့ခုနပြောတဲ့စီးပွားရေးတွေကကြာလာတယ်ဝင်ငွေတွေရှားပါလာတယ်အဲ့ခါကျတော့သူတို့အတွက်ကလည်းရုန်းကန်လာရပေါ့တချို့တွေဆိုလို့ရှိရင် အဲစာဝင်နေမိသားစုစာဝင်နေတောက်မခံနိုင်တဲ့အခါမှာပြင်ပအောင်ထွက်ပြီးတော့ဒီပြင်တင်ချာရေးပါပူညီနေရင်းကနေပြပါကြတော့ပြင်ပတော့လုံးလုံးရရလေးဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီလိုစိတ်ပေါ်မှုတွေအများကြီးဖြစ်လာတယ်တင်ချာသူဘက်မှာရောတင်ယူသူဘက်မှာရောပေါ့လေအများကြီးစိတ်ပေါ်မှုတွေကြုံရပါလေဟုတ် အာအဲ့ဆိုရင်ပေါ့နော်ဒီလိုမျိုးအခက်ခဲတွေအကျက်တဲတွေကြားနေပြီးတော့ကလေးတွေကကလေးတွေကိုဒီစာသင်ကျားဖို့သတ်မှတ်ထားတဲ့နေရာရောက်ဖို့အတွက်အမားတို့အနေနဲ့အမျိုးမျိုးကြိုးပမ်းရတာရှိမယ်ပေါ့နော်အာအဲ့ဒီအခြေအနေနဲ့အဲ့ဒီစာသင်တဲ့နေရာမှာရောဘယ်လိုမျိုးလက်ရှိအစီအမံတွေဟိုဒီအခုလိုကျောင်းပိတ်တာမတိုင်ခင်မှာရောဘယ်လိုအစီအမံတွေထားရှိလဲအဲ့ဒါတွေကရောဘယ်လိုမျိုးစိန်ခေါ်မှုအားနည်းချက်တွေရှိနေတော့လဲပေါ့နော်အဲ့ဒါကိုလည်းပြောပြပေးပါဦးအာဒီကျောင်းပွင့်တဲ့ကာလတွေမှာဆိုလို့ရှိရင်တော့ဟောပေါ့ အဓိကဒီစကားစကားဟိုးမိုင်းရံနဲ့ဖြတ်တယ် internal line ရံနဲ့ဖြတ်တယ်ဆိုတော့စက်သွဲရီဖြတ်တော့တယ်အဲ့ကကြတော့အဲ့ဘလိုမျိုးအစီအမံနဲ့အကြောင်းတွေဖွင့်ရလဲဆိုရင်တည်င်းရယူဖို့เนาะစီရေးတည်င်းအဲဒီရယူဖို့ရအတွက်သူတို့ရဲ့စစ်ကြောင်းတည်င်းတွေရယူဖို့ရအတွက် icon ပေါ့เนาะစက်သွဲရီစက်တည်းအဲအကြောင်းတွေမှာအလူရှင်ရှာရတယ်အဲမြို့နယ်ရထောက်ပံ့တာတွေရှိတယ်တချို့ကလည်းကိုယ့်ရဲ့အလှူရှင်နဲ့တချို့ကလည်းရိတ်ဝါရဲ့ဘုလို့ကိုထူကိုထားနဲ့ဆက်သွယ်ရေးဆက်လေးတက်လုံးရဖို့အကြောင်းမှာစောင့်ထားဖို့ရတဲ့အဲအဲ့လိုဆက်ကလေးတွေထားပြရကြတော့ဟိုတက်ဆိုင်ရဟို လူကြီးဘလောက်ပါကပါပါဆက်ရှိတဲ့ဖြစ်ဒီလိုတွေရမယ်ဆက်သွယ်ပြီးသင်ပေးတယ်စစ်ကြောင်းရှင်တွေကတော့ဘလူးလူချောင်းကတော့ဘလူးတက်လာတယ်လေရန်ပြန်လာမှရှိတယ်ဆိုတဲ့ဟာတွေပေါ့နော်နောက်အထိုင်ဆက်တွေကနေပြီးတော့ဒီ icon number code တွေပေါ့နော်ရယူထားပြန်ခါကျတော့ဒီကနေ့တစ်ဆက်အဲဒီတည်င်းအဆက်မပြတ်အောင်နော် ဆောင်ရရတယ်နော်တရေဆက်မဲမဲအောင်ဆောင်ရရတယ်အဲပုံမှန်လာနေကြမဟုတ်ဘူးလည်းလည်းထူးခြားတဲ့လမ်းကြောင်းကိုအရက်မျက်နှာဘက်ကိုဥတီလာတယ်ဒါမျိုးတွေဆိုလို့ရှိရင်တော့အဲကလေးတွေကိုလည်းအရင်ကတည်းကလည်းဇက်တိုက်လေးကျင်တာတွေလုပ်ထားရတယ်ပေါ့နော်အရေးပေါ်အခြေအနေကြုံလာတဲ့အခါမှာဘယ်အတန်းတွေကဘယ်လိုရှောင်ရမလဲဘယ်အတန်းလေးတွေကတော့ဘယ်လိုပဲပေါက်ကနေဆိုတာမျိုးပေါ့နော်ဒီလိုမျိုးတွေအဲကြိုတင်လေးကျင်ထားပြီးခါကြတော့အချိန်မီပေါ့အကြောင်းစင်ပေးတာလုံခြုံတဲ့နေရာမှာပို့တာမျိုးပေါ့နော်ဒီလိုတွေနဲ့သွားရတယ်ပေါ့အကြောင်းဖွင့်နေတဲ့ကာလဆိုလို့ရှိရင် ဒီကလေးတွေကိုပညာဆက်လက်သင်ကြားပေးနိုင်ဖို့ရအခက်ခဲတွေအများကြီးရှိနေဒီလိုအချိန်နေကြားထဲမှာဟိုလက်မလျှော့ဘဲနဲ့ဆက်ပြီးတော့ရရနေနေပေါ့နော်ဒီပညာသင်ကြားပေးနိုင်ဖို့ဘာကြောင့်ကြိုးစားနေရတာလဲဒီကလေးတွေပညာဒီလိုကာလမှာပေါ့ဟိုအာနာသိမ့်ပြီးတော့စစ်ပွဲတွေဟာဟိုအဖက်ဖက်ကအဲ့လိုမျိုးမလုံခြုံတဲ့အခြေအနေမျိုးမှာသူတို့ပညာသင်ကြားဖို့အတွက်ကဘယ်လောက်ထိအရေးကြီးတယ်လို့ဆရာတယောက်အနေနဲ့ခံယူလဲဒီလိုအခက်ခဲတွေကြားရတဲ့ကဘာလို့လက်မလျှော့ဘဲနဲ့ဒီကလေးတွေကိုပညာဆက်လက်သင်ကြားပေးနိုင်ရေးကြိုးပမ်းနေရတာလဲအမရဲ့ခင်ကြောက်ပြပြပေးပါဦး ဟုတ်ကဲ့ပါအဲဒီလိုအခက်အခဲတွေကြားရတာဘာကြောင့်လက်မလျှော့ဘဲနဲ့ပေါ့နော်ပါဝင်နေလဲဆိုလို့ရှိရင်တော့အဓိကကတော့ကိုနိုင်ရတာဝင်လေးကိုနိုင်ရနေရာလေးကနေတဲ့နေရာလေးကနေပေါ့နော်စစ်အနာရှင်ကိုတော်လှန်ခြင်းနဲ့စစ်အနာရှင်အမြန်ဆုံးကိုပြုတ်ကြကြတယ်ပေါ့နော် ကိုမပါဝင်လိုက်ရလို့တအားရော့သွားမှာကိုမလူလာဘူးကိုပါဝင်လိုက်လို့ခြေတလက်မဲ့ရွေ့ရွေ့အဲဒီတဲ့ မြူတမုံစာပဲဖြစ်ဖြစ်ပေါ့နော်ကိုပါဝင်ပြီးတော့ဒီစေအနာရှင်အတိတ်ကတော့အမြန်ဆုံးပြုတ်ကြခြင်းနဲ့လွတ်လပ်တဲ့ဘဝကိုအမြန်ဆုံးရခြင်းနဲ့ဒါကနံပါတ်1ခံယူချက်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့အဲခက်ခဲရင်လည်းရှိတယ်စိတ်ကြကြတာရင်လည်းရှိတယ်အဲဒီလိုမျိုးအကန့်အသတ်တွေကြားရတဲ့အနေနဲ့ဒီတော့လွတ်လျှော်ပဲပါဝင်နေတဲ့အတိတ်ကခံယူချက်ဆိုရင်တော့အတိတ်ကတော့ကိုလွတ်လွတ်လပ်လပ်နဲ့ပေါ့နော်ကိုဘဝလွတ်လွတ်လပ်လပ်နဲ့ဖြတ်တန်းခြင်းနဲ့ဒါနံပါတ်အဲအဲ့ဒီထဲမှာနောက်ထပ်တစ်ချက်အနေနဲ့ဆိုရင်တော့ ကလေးတွေပေါ့နော်ပညာတင်ကြားရေးမှာပါဝင်နေဆိုတော့ပညာတင်ကြားရေးကဒါအလူလိုက်လက်တည်ရေပေါ့နော်ထုတ်ထွေပြီးအရင်ပြောကြရလဲမလို့ဘူးပညာရဲ့အရေးပေါ့လို့သိကြတယ်ဆိုတော့ကျမတို့ကအခုကဒေါ်လာရေးကလာဒေါ်လာရေးကိုတိုက်ထုတ်နေကြတယ်ပေါ့နော်ဆရာနာရှင်တိုက်ထုတ်နေကြတယ်အဲ့လိုတိုက်ထုတ်တဲ့အခါမှာကျမတို့လူတန်းသားတွေပေါ့နော်ဒီအရွယ်လူတန်းသားတွေအဲဆရာနာရှင်တိုက်ထုတ်နေတဲ့အခါမှာအတချိန်မှာအဒေါ်လာရေးအောင်နေသွားတဲ့အခါမှာတိုင်းပြည်ကစစ်ကောင်စီရဲ့လက်ချက်ကြောင့်မို့လို့ကျမတို့ကပြုတ်ပြက်နေပျက်စီးနေ ိတ်ပြင်းစင်းနေတဲ့တိုင်းပြည်ဆက်ဆက်အရာရာပြန်လဲတိဆောက်တဲ့အခါမှာခုလက်ရှိကျွန်တော်တို့ပညာသင်ကြားပေးနေတဲ့ကလေးလေးတွေဟာကလေးငယ်ရနာကဲလူငယ်တွေဟာနေပြီးလဲပြန်လဲတိဆောက်ရင်မှသူတို့အားကိုးရမှာကျွန်တော်ကျွန်တော်တို့တိုက်တဲ့သူတွေကတိုက်ကြမယ်အဲကျွန်တော်တို့ကလည်းအမြဲတမ်းရှိနေမှာမဟုတ်အသက်တွေကြီးသွားမယ်ပျောက်ကွယ်သွားကြမယ်အဲ့လိုအချိန်မှာကျွန်တော်တို့ရဲ့နိုင်ငံတိုင်းပြည်ပြန်လဲတည်ဆောက်ဖို့ရာဒီဒီကလေးလေးတွေပေါ့နော်လက်ရှိအနာဂတ်ကလေးလေးတွေရတာအတိုင်းပြန်ပြန်တည်ဆောက်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီအချိန်မှာတိုက်တဲ့သူတိုက်နေတဲ့အချိန် ညာပေးဖို့ကလည်းအရေးကြီးရပါတော့ဒါဒီအတွက်လည်းကျွန်တော်တို့ဒါပညာသင်ကြားလို့ဆက်ပြီးလောက်ဆောင်နေတာဖြစ်တယ်။အဲနောက်တစ်ခုကအကယ်၍ပေါ့အဲကလေးကပြန်လဲတိဆောင်ရင်းမှာဒီကလေးကိုအားကိုးရမှာဖြစ်တယ်။ဒါကအဲလည်းကျယ်သေးတယ်။အဲ့ဒီတစ်ခုကချင်းလိုက်လို့ဆိုလို့ရှိရင်ဒီကလေးလေးတွေဟာသူတို့ဘဝကိုသူတို့ပုံဖော်ရမှာသူတို့ရှင်သန်ရမှာပေါ့နော်လူလူပဝင်စင်တယ်မှာသူတို့ရှင်သန်ရမှာဒီလိုရှင်သန်တဲ့အခါမှာပညာအခြေခံမပေါတော့ဘူးဆိုလို့ရှိရင် အဲသူတို့ရဲ့အဲကျင်လည်ရမယ့်ဘဝထဲမှာအဆင်ပြေမှာမဟုတ်ဘူးပေါ့နော်သူတို့အဲနေထိုင်ရတဲ့လူမှုပတ်ဝန်းကျင်ထဲမှာအဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်ပညာအခြေခံပါပါအောင်ဆိုတဲ့ခံယူချက်တဲ့လေကလေးပညာအတင်စားရေးမှာပါဝင်နေတာဖြစ်တယ်ပေါ့နော်ပညာကြီးကပုံတွေထဲမှာပါနေတဲ့စာတွေတင်တာမဟုတ်ဖြစ်တယ်ကလေးတယောက်ရဲ့လူမှုပတ်ဝန်းကျင်ထဲမှာလိုအပ်တယ်ပေါ့နော် knowledge skill attitude ဒါဒါတွေကိုပေးတာဖြစ်တယ်ဆိုတော့သူတို့ဘဝလေးသူတို့ရှေ့ဆိုင်ရမယ့်လူလောကရဲ့မှာကျင်လည်ရမယ့်ဘဝလေးမှာသူတို့ အမမမမရက်တီကကျနေနိုင်အောင်အမမတိအောင်ဆိုတဲ့အဲအခြေခံတရားတွေကိုလည်းပညာရေးရပေးတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကံလိုက်မှာရက်မနေပဲရက်နေသူအခြေခံတရားမှာပုံမှန်ပညာအခြေခံတရားမှာဒီအတွက်ကြောင့်မို့လို့ဒီကံလတယ်လို့မျိုးစိတ်ခေါ်မှုခက်ခဲနေကြရတယ်ပြီးတော့ကျတော့ကျွန်မအပါအဝင်အားလုံးတို့ပေါ့နော်ဇာကလာမှာပါဝင်နေကြတဲ့တော်ရပညာရေးပုံမှာအားဆိုင်ထူနေကြတာဖြစ်တယ်လို့ပြောချင်ပါတယ်ဟုတ် စစ်ကောင်စီကတော့ဒီစာတင်ကြောင်းရမှာမဟုတ်ဘူးเนาะရဲသားပြစ်မှတ်တွေဖြစ်တဲ့လူနေအိမ်တွေပေါ်လဲကျဲချတာပဲစာတင်ကြောင်းတွေလည်းကျဲချတာပဲအာတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲနဲ့လည်းကျဲတာပဲဆိုတော့ဟိုအန်ရဲကအချိန်မြွေးလာနိုင်တဲ့အနေအထားမျိုးတွေဖြစ်နေတာပေါ့เนาะအာဒီလက်ရှိဒီစစ်အာဏာသိမ်းစစ်ကောင်စီခုအာဏာသိမ်းထားတဲ့၄နှစ်ကျော်ကာလအတွင်းမှာဆိုရင်လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်းအာမနေဘူးပေါ့เนาะဒီတော့တွင်းမှာကလေးငယ်တွေအာအမျိုးသမီးတွေရဲသားပြစ်မှတ်တွေ များစွာလည်းတည်ဆုံးခဲ့တယ်ထိခိုက်ပျက်စီးခဲ့တယ်ပေါ့နော်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဆရာမအာဒေါ်ဆန္ဒအောင်အနေနဲ့ဗာမျက်ပြောချင်လဲရှင့်အဲ့ဒါပြောချင်လဲဆိုတော့ပေါ့နော်စစ်ကောင်စီရဲ့ရက်ဆက်ရုံမှာဟိုကတော့အတိုင်းစားတော်တော့နော်အတိုင်းစားမရှိဘူးအကန့်အသတ်မရှိဘူးပေါ့နော်သူတို့ကရုံမှာပြင်းရုံမှာနေအဲကျွန်တော်ဒီဒေါ်လာရေးဘက်တို့ဓာတ်ရေးဘက်ကကြတော့လေ ကျွန်တော်ပညာရေးဘက်ကဆိုတော့ပညာရေးအနေနဲ့ဆိုရင်ဂျုံးကန်ရတယ်ပေါ့နော်ပညာရေးအနေနဲ့အဲ quality ပေါ့အရေးသွေးရှိတဲ့ပညာရေးတခုရောက်ခွင့်ရတဲ့အတွက်တော်တော်လေးကာလကြာလာတဲ့အမြတ်နှစ်ပညာလာတဲ့အမြတ်အရေးသွေးကိုစားပြီးပညာရေးတစ်ခေတ်ချင်းပေါ်ဆောင်အဲ့လိုမျိုးပဲသူတို့ဘက်ကစစ်တောင်စီဘက်ကလည်းအရေးသွေးကိုချိုးဖြတ်ဖို့ရတဲ့အမျိုးမျိုးကျင့်စီလာတယ်ပေါ့နော်ကလေးတွေစတင်မှမသိမလို့တော့စတက်သွားမှမလို့လားပညာတက်သွားမလို့လားအဲ့တော့အဓိကတိတိနဲ့ ကျောင်းမှန်းတည်တယ်ကလေးရစာတင်နေတယ်တိတိနဲ့ပြတ်မှတ်ထားပြောကြတယ်တိုက်ခိုက်ရတယ်ရှိတယ်အဲအဲ့လိုမျိုးဆိုလို့ကလေးတွေရှိနေကြောင်းကိုပဲတိုက်ခိုက်တာလည်းမဟုတ်ပြန်ဘူးเนาะကျွန်တော်တွေရှိကြောင်းလည်းမဟုတ်ဘူးနဲ့တခြားတော့ရက်သားနေအိမ်တွေပေါ်မှာလည်းတကယ်ကိုစိုးစိုးရွားရွားပေါ့နော်တိရက်တန်းနဲ့ပြတ်မှတ်တာပြတ်မှတ်ထားတိုက်ခိုက်တာလည်းရှိပါတယ်သူ့ရဲ့ရုံမှာကအတိုင်းစားမရှိဘူးဆိုတာကိုကျွန်တော်တို့လက်ခံထားပြရမှာကျွန်တော်တို့ဘက်ကဘလောက်ထိအကောင်စုကောက်ွယ်ထားနိုင်တယ်လဲဘလောက်ထိအမြန်ဆုံးတိုက်ထုတ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ ကြာကြာလာခဲ့တဲ့ဒီလေးမြတ်တာကာလအတွင်းကသင်ခန်းစာကိုယူကြမယ်အတွေ့အကြုံကိုယူကြမယ်အဲ့ဒီဘောကနေတစ်စိတ်ပေါ့နော်ကျွန်တော်အမြင်ဆုံးနဲ့အကောင်းဆုံးနဲ့ပေါ့အဲမြစ်အမြစ်ဖြစ်နိုင်မယ်လို့ကျွန်တော်ရှာဖို့ကြံစည်ပေးပါကြစစမပြတ်ဘူးနော်တော်လည်းရမယ်ဆိုလို့ကျွန်တော်စိတ်ထဲမှာရှိတယ်နော်ဟုတ်ကဲ့ပါအခုလိုမျိုးအခြေအနေကြာနေပြီးတော့ဒီ DVB ရဲ့လူငယ်တန်အစီအစဉ်မှာအချိန်ပေးပြီးတော့ပါဝင်ဖြည့်ကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် 啊，可能连包围都要人，这就怎么了？你好。